အားလုံးပဲမင်္ဂလာပါရှင်။အလင်္ကာကျော်စာဆရာကြီးသခင်ကိုရောမိုက်တိဖြတ်ထားသည့်ဘိုးကျော်အောင်စံအထုပ်ပတိဆိုတဲ့စာအုပ်လေးကိုကျမဝိုင်းစံတင်မှညဝေပေးပါရစီရှင်။သူငယ်အွယ်တက္ကရေ1286ခု တပေါင်းနာဇန်တရက် 1915ခုဖေဖော်ဝါရီလ23ရက်နေ့စနေနေ့တွင်မကွေးခရိုင်နမောင်မြို့၌ဒုတိယရန်ရှိနေဥဖာဇနီးတော်စုတို့တွင်အထွေးဆုံးဖြစ်သော သားယတနာလေးတူကိုဖွားမြင်ခဲ့ကြလေသည် စနေသားဖြစ်၍ရက်ချုပ်စာရာတွင် ထိန်လင်းဟုမှဲ့ခေါ်ခဲ့ကြတော့လေငွေချင်းပေါ့ဖို့ကိုဦးအနံ၎င်းအထက်အကြီးသားမှာအောင်တန်းဟုမှဲ့ခေါ်ထား၍၎င်းစနေသားကလေးအားအောင်ဆန်းဟု၍ပြီးအများကခေါ်ဝေါ်သမုတ်လာခဲ့ကြလေသည်အခြားကလေးများမှာသုံးနှစ်သားအရွယ်တွင် စကားနည်းနည်းပါးပါးပြတ်တက်တော်လဲအောင်ဆန်းကလေးမှာအင်း အဲမှလွဲ၍ဘာမှပြောလို့ပြောထားမရှိခဲ့ပြီလူကြီးများကဲ့သို့ရှုတီတီနှင့်မိဘများထားခဲ့သောနေရာတွင်ကစားနေလေးရှိပေသည် တနေ့တွင်၎င်း၏ဖခင်ကစင်းအင်းများရိပ်မှတ်နေစေမိခင်မှလည်းကြွေးဆက်လာသူများ ရောက်လာ၍ဧည့်ခံစကားပြောနေကြလေသည် ၎င်းမိခင်ကကျွေးပေးရန်ရှိသူများအားချေးယူထားသောငွေများအမြန်ပေးဆက်မှကောင်းပြီဖြစ်ကြောင်းမိမိတို့ချေးယူထားသည်မှာကြာပြီဖြစ်၍ယခုတစ်ပတ်မှမပေးဆက်လျင်မိပြက်သွားเสียရှိကြောင်းစသည်ဖြင့်ပြောကြားနေစဉ်ပိတ်ဖြူအင်ကြီးကလေးနှင့်ဘာမှမပြောဘဲငြိမ်သက်နေသောအောင်ဆန်းကလေးကအမယာ ရှိမှပေးနိုင်မှာပေါ့ဗျာဟု တခွန်ချင်းပိပိတတကြားကဝင်ပြောသည်ဖြင့်ပြိတ္တအားလုံးကအံ့ဩသွားခဲ့ရဘူးလေသည် စကားပြောလေးပြောထားမရှိသောအောက်ဆန်းကလေးသည် ပြုံးရဲ့ပြုံးသည်ရဲသည်လည်းမရှိလားပဲအမဲတစီတနည်းရဲတွင်ထိုင်ကတုံနိဘာဝေစိတ်စိတ်စဉ်းစားနေလေးရှိတတ်သည်၎င်းဟာလူကြီးများကချစ်စနိုး၍သွားရောက်မှုကြချော့ကြတော်လဲမကြားသလိုနေရာမှ ထား၍သွားတတ်လေသည် မဟုတ်မမှန်သောစကားကိုလည်းပြောလေပြောထားမရှိသည့်အပြင်အခြားသူများမဟုတ်မမှန်ပြောလေလည်းမကြိုက်မနစ်သက်ချီအသက်၄နှစ်သားအရွယ်ကအဖြစ်ပြက်လေးတရက်မှရေဖို့လေကောင်းမှတ်သားဖို့လေကောင်းနေသည်တနေ့တွင်တောမှစဘာဝဲသူများရောက်လာ၍၎င်း၏မိခင်ကကဲမင်းတို့လူချင်းရင်လည်းယူသွားကြပေါ်ငါဝယ်တော့ကတော့60စီဝယ်ထားတာပဲမင်းတို့လူချင်းရင်90စီထားပေးတာပေါ့ဟုပြောဆိုနေခိုင်း အိမ်လေကားနားတွင်ကစားနေသောအောင်ဆန်းကလေးကမျက်စောင်းထိုး၍အမခမရမဟုတ်တာတွေပြောရော်မေဒီစဘာ90စီးနဲ့ဝယ်ယူထားတာကြောက်တိတယ်ဟုတ်တာပြောမှဥစ္စာပေါ်တယ်လိန်ပြောတာမကောင်းဘူးဟုဝင်ရောက်ပြောလိုက်သဖြင့်အနီးရှိလူများမှအံ့ဩရေမောကြလေသည်ဧည့်သည်များပြန်သွားသောအခါ၎င်း၏မိခင်ကအနာသို့ခေါ်ပြီးပေါင်နှင်းကြောကိုလက်နှင့်လိန်ဆွဲက ဧည့်သည်တွေနဲ့စကားပြောနေတော့လူကြီးတွေပြောနေတဲ့အထဲမင်းပါလို့ဝင်ပြောရတာလေနောက်မပြောနဲ့ဟုဆုံးမရအမလိန်ပြောတာကိုဟု စင်ကြေခံခဲ့ဘူးလေသည်အောင်စန်းကလေးတွင် အာလိုမွေးချင်းပေါက်ဖို့ကိုရောက်ရှိရာ၎င်းမှာအငယ်အငယ်ဆုံးဖြစ်လေသည် အမ၃ယောက်အကို၅ယောက်ရှိသည်၎င်း၏အမများသည်မိန်းကလေးတို့တဘာဝဘိုင်းဝရကန်းရကြလေသည် အကိုများမှထိုအခါကကိုနေအောင်မှတပါကိုဘဝင်နောင်သောအခါကုသန်းရောင်းဝယ်ရေးဝင်ကြီးဖြစ်၍ဘိုးကျောင်းအောင်ဆန်းတို့ဟာလှုပ်ကြံသောအခါတွင်၎င်းမှတည်ဆုံသွားရရှာသည်မှကောလိပ်ကျောင်းသို့ရောက်ရှိနေ၍ကိုအောင်သန်းယခုတိုင်းပြည်ဝီလွတ်တော်နမောက်မြို့နယ်အမှတ်မှ ရှိသေးသည် အင်္ဂလိပ်ကျောင်းတွင် မနေသောတမ်းမြင့်ကျောင်းတွင်ကိုနေအောင်မှရှင်းနေစာမေးပွဲတွင် ဝင်ရောက်ဖြစ်ဆို၍အောင်မြင်ခဲ့လေသည် အောင်စံကလေးမှာနှေကင်းနှေလေများတွင်အိတ်ကစားကဖြစ်၎င်း၎င်း၏ဖွာဤဒေါ်သူစာဤဒေါ်သူစာမှာရွှေလရောင်ပွဲကံဥမီရောင်ဤနှမဖြစ်သောကိုရခင်ကန်းကရေးခဲ့ပြီးဖြစ်သည်တီဘောနန်းတွင်ရေးများဘိုလရောင်ဤရေးတော်ပုံများရှေးဟောက်တန်နာရီများကို နားထောင်ရင်းဖြစ်၎င်းတခါတည်းရန်တယောက်ထဲအိမ်ဝင်းထဲတွင်လက်နောက်ပြခါပစိုးမပါဘဲခန့်ခန့်ညာညာလမ်းလျှောက်၏၎င်း နေတက်လေသည်၎င်း၏အကူများကြောင်းမပိတ်သောယာတိများတွင်များစွာပြည့်ဤဖွယ်ရာကောင်းတော်လေ၎င်းအောင်ဆန်းကလေးမှာအဖော်မရှိဘဲနှင့်ပျော်ရွှင်စွာကစားနေလေရှိပေသည် တနေ့တွင်၎င်းအမတအူရဲလှူထားသောအိမ်အောက်ရှိရကန်းစင်မှပိုးရောလုံးလုံးကြီးစကိုဓာနေထိုး၍ကစားပြရာအလုံးအုံမပြူရလောက်အောင်ပြက်စီးသွားလေသည် ရကန်းစင်ကိုဖြက်စီးပြီးနောက် သူမဟုတ်တယ်လို့တနေရာရင်ဆက်လက်ကစားနေရ၎င်း၏မိခင်ကတီ၍ခေါ်ရ၏ကြောက်ပါပြီဟုလည်းမပြောငိုလည်းမငိုကြည်အောင်ဆန်းမင်းလောက်တာမဟုတ်လားဟုမေးရာ ဟုတ်တယ်ဟုခြေလေသည်ငငယ်တော်လဲ၎င်းမှာမိမိတွင်အပြစ်ရှိကရဲဝံစွာခံရဲကြောင်းနှင့်ရိုးသားစွာဝန်ခံခြင်းကို၎င်း၏မိခင်မှာရဲလဲရဲခြင်းတော်လဲမျက်နှာပိုးသက်၍မရရတော်ပြီအခန်းငါး ចောင်းသားបွားអောင်សានក្លេអត្ត9នាទីតាយេរិណមោសយារោឧទោបិតាយីអត្តដានចောင်းទុបញ្ញាទិញយ៉ាងសតិអណ្ណានថាលីទីងេសិងកអសាតោគូញាសွာសំម៉ាត់យីចောက်ណាត់តលីទីတဆဲတဆေတရေနေ6နေသေးများပါအောင်ပြီးကြောက်ရှာလေသည်စာပေဘက်တွင်ကညားစွာကြိုးစွာ၏ညံလဲအတော်ကောင်းလေသည် ကြောက်ခနစင်းကြိမ်များတွင်အိမ်တို့ဒုံဆိုင်ပြန်လာက အစားသောက်ထည့်သောဘီရူကိုအရင်ဥအောင်ဖွင်းပြီးသူစားခြင်းတလောက်စားပြီးမှကြောင်းသူပြန်သွားတက်လေသည်အခြားကလေးများကစားနေတော်လဲ၎င်းမှာဖက်စာအုံများဖက်ခြင်းကြောက်တင်ပုံပေါ်တွင်လက်ရည်လေးချင်ခြင်းတို့ဖြင့်အနာပေးခြင်းကုံလုံးတိတိုင်အောင်အပြေး၌ဖြစ်လေးရှိသည် ကျောင်းတွင်နေစဉ်ကာလအခြားကလေးငယ်များနှင့်အတူ ရောနှောကစားလေးမရှိကြ။စိတ်တို့၏ဒေါသကြီးသဖြင့်လည်းအောင်ဆန်းကလေးအားရွယ်သူများကကြောက်ရွံ့ကြသည်။နေရာတိုင်းဝင်မစွတ်ဖက်ပဲညနေသားအလွန်တည်သောကြောင့်လည်းပြန်ပြောချင်မှပြောတတ်လေသည်။သူထက်ကြီးသူများအားလည်းသူ့အားစကားမပြောရကြကြ။တွား၏စကားပြောလျင်သူထက်အခါများစွာမကြားသလိုမထင်မမြင်လောက်တတ်သည်။နေရာတိုင်းတွင်ဘိုးဆွဲကျင်သောစိတ်တည်းရှိသည်။ အစိုးကိုခုနှစ်နှစ်သားလောက်အထိမြည်သည့်အခါကားမှဝှထားသည်ဟူ၍မရှိဘဲကြောင်းသွားသောအခါလေဘင်းကွင်းတိုင်း၍သွားသက်၏စာပေပညာဘက်တွင်ချင်းမိုးရလောက်အောင်မှတ်ဉဏ်ထိုးထွေးဉာဏ်များကောင်းလေသည် အသက်ဆယ်နှစ်သားတွင်မြမစာလေးတန်းသို့ရောက်သည်၎င်း၏အကူများနီးတူအင်္ဂလိပ်ကျောင်းသို့နေလိုသောဆန္ဒရှိသည့်ဖြင့် လေးတန်းစကောလာရှစ်ကိုဝင်ရောက်ဖြစ်စုရဲ့စ조사ရာဆရာပညာအုပ်ကအသက်ငယ်သေး၍ဝင်ခွင့်မပြုညင်းပဲ့သည်ဖြစ်အိမ်တို့စိတ်ဆိုးကပြန်ခဲ့ဘူးသည်အိမ်အဝင်ဝတွေဒင်းတို့တနေ့တိတိစေရမယ်မတင်ရတော့ဘာဖြစ်မတော့တိမယ်စသည်ဖြင့်စိတ်ဆိုးလာသောအောင်စန်းကလေးကို၎င်း၏မိခင်ကတွေ့၍ဖြားယောင်းချော့မော့ထားရဘူးလေသည် ထို့အခါမှစ၍အင်္ဂလိပ်ကျောင်းသူပညာသင်ကြားသွားရန်လိုသောစိတ်ဆန္ဒများသူတွင်ကင်းအောင်လာခဲ့ရှာသည် လူအများကဒါတော့မဖြစ်ပါဘူးဟုပြောလေမစုံမနှင်မဖြစ်ဖြစ်အောင်လုပ်ပြတတ်၍သူလှုပ်ချင်သောအလုပ်ကိုလည်းဇွတ်တွေလှုပ်တတ်သောအကျင့်ရှိလေသည်၎င်းငယ်စဉ်ကဒီကောင်ကလေးရှိမပြုနဲ့အောင်ငင်းလဲမစည်းစေနဲ့စာတက်တာမှမဟုတ်ပဲကိုရင်ဝိတော့ဘယ်နဲ့လုံးမလဲဟုနောက်ပြောင်ဘူး၍ចောင်းနေဖြစ်သွားခြင်း စာကြိုးစားခြင်းဖြစ်လေသည်။နောက်စာရေးစာဖတ်တက်လာသောအခါကဲစာတက်ပြီးရှင်ပြုပေးဟုဇွတ်ပူစာ၍ရှင်ပြုပေးခဲ့ရဘူးလေသည်။ကဘာပေါ်တွင်ထူးချွန်ကြီးပွားသောပုဂ္ဂိုလ်ကြီးဟုသည်များတွင်စိတ်နေသဘောထားမြင့်မြတ်ကြီးမားသောမိခင်များရှိကြသည်ဟုပြောလေပြောထားရှိခဲ့ကြပေသည်။အောင်စံကလေးမိကေဒေါစုမှာစိတ်နှလုံးအေးဆေး၍စင်နာတတ်သောသဘောရှိက စကားကို အခါခတ်သိမ်းပြောလေပြောထားမရှိကြည် ခင်မွန်းတယ်မှာပညာဘက်တွင်ထူးချွန်တကယ်သူအောင်စံကလေးဤမိခင်မှာစီးပွားရှာဖွေကုသံရောင်းဝယ်ရေးဘက်တွင်အာနာစိတ်ဆက်လေသည် အောင်စံကလေးဤဖခင်ဥဖာမှာလူအများအတုယူရလာအောင်ပင်ဉာဏ်ပညာထူးချွန်သူဖြစ်လေသည်ရှေ့နေဆောင်မေးပွဲကိုကုသံရောင်းဝယ်ရေးပွဲစားအလုပ်ကိုလုပ်ကြိုင်နေရင်ဥပဒေစာအုပ်များကိုဝင်ကြည့်ကဝင်ရောက်ဖြေဆိုက ကောင်းစွာအောင်မြင်ခဲ့လေသည် အောင်စံကလေးဤမွေးချင်းများမှာ ဖခင်ဤထူးချွန်သော လုံလဝရိယချီးမွမ်းလောက်သောဉာဏ်ပညာအတိုင်းဖခင်ထက်မလျှော့သောအရေးအချင်းစွမ်းရည်တည်တည်များရှိကြလေသည်၎င်း၏အကိုအကြီးဆုံးမှာရေနံချောင်းအမျိုးသားအောင်းတွင်အထက်တန်းပြเสียရလုတ်ကင်နေရာတနေ့သောအခါတွင်အခြားအကြောင်းကိစ္စတစ်ခုနှင့်ရေနံချောင်းမှနတ်မောက်သို့ လာခဲ့လေသည် ၎င်းကိုကြီးဆုံးနှင့်အတူ ရေနံဆောင်အမျိုးသားเจ้าအုပ်ကြီးဦးကျော်စံလည်းပါလာ၏။အောင်စံကလေးမှာငကိုကပင်ပညာရှာမီးရ၌အာမရနိုင်ပေရှိရာမိမိအကိုကြီးရောက်လာသောအခါအပြန်တွင်တခါတည်းရေနံဆောင်သို့လိုက်ပါသွားပြီးအမျိုးသားเจ้าတွင် နေရပါမည်အကြောင်းခွင့်ပြုရန်ဖခင်နှင့်မိခင်အားအတန်တန်ပူဇော်နေလေသည်။၎င်း၏ဖခင်နှင့်မိခင်ကလည်းငယ်သေး၍အခြားမျိုးတို့မသွားသေးသင့်ကြ နည်းနည်းကြီးလာတော့အခါမှပိုဝေးမီဟုချော့မော်ပြောဆိုတော့လေမရကြီး သုံးရက်တတိုင်းထမင်းမစာရေမတအမြင်းငူယူနေကပူဇာလှသဖြင့်နောက်ဆုံးတွင်အောင်ဆန်းကလေးဤဆွဲကိုတည်၍သူဤအလိုသူလိုက်လျောကသူဤအကိုကြီးပြန်သွားပြီးနောက်မကြမီပြီးရေနံချောင်းသူ့ပို့လိုက်ရ၏ထိုအခါတွင်အောင်ဆန်းကလေးမှာ အသက်၁၄နှစ်အရွယ်ပင်ရှိကြလေပြီမြည်သည့်ထူးထူးသည့်ပုဂ္ဂိုလ်ကြီးများမဆို ထုံကားကြီးကျယ်ခြင်းမရှိမီငယ်ရွယ်စဉ်ကလေးဘွားကပင်အခြားကလေးတို့ထက်ထူးချူထင်ရှားသောအပြုအမူဇာရိတစိတ်နေစိတ်ထားတစ်ခုခုတရှိပြီးပါလာတတ်ပြီယာယခုကျွန်ုပ်တို့ဤကောင်းဆောင်အောင်စံကလေးမှာမိမိမှန်သည့်ခြင်းကမစုံမဆိုင်ပြုလုပ်တတ်ခြင်းတဦးတည်းစဉ်းစားဝေဖန်၍နေတတ်ခြင်း မှန်ကန်ဖြောင့်မတ်ခြင်းတို့ကိုလိုလားခြင်းစသည်တို့မှာငယ်ရွယ်စဉ်ကာလကပင်အခြားကလေးတငယ်တို့ထက်တာလွန်ထင်ရှားကြောင်းကို တွေ့ရှိရခဲ့ပြီးသည်အခန်းခြားလူငယ်အရွယ်အောင်ဆန်းကလေးသည်ရေနံကြောင်းအမျိုးသားကြောင်းတွင်ရောက်ရှိလေပြီသူသည်သူ့အကိုကြီးအမျိုးသားကြောင်းဆရာဥပဝင်အိမ်မှနေ၍ကြောင်းတက်ရသည်ငကိုကပင်ပညာကိုလူလားသောစိတ်ရှိရာကအတန်းဆံပေများတွင် ထူးချွန်သောចောင်းသားတဦးအဖြစ်သို့ရောက်ရှိလာခဲ့လေသည်။ចောင်းတွင် အတန်းစပီများကိုလိလာပြီးနောက်ညအခါများတွင် သူ၏အကိုကြီးထံတွင်ဖတ်စာနှင့်ပထဝီရာဇဝင်ဘာသာများကိုတင် जा ရလေသည်။အိနီအဖြစ် အတန်းနိုင် အတန်းနိုင် အောင်စံကလေးမှာခက်ခဲခြင်းမရှိဘဲအောင်မြင်လာခဲ့သည်။ ခုနှစ်တန်းတို့ရောက်တော့အခါចောင်းစာမေးပွဲတွင်အမှတ်အများဆုံးရရှိခဲ့သဖြင့်အလယ်မမိုးကျူဘေးမှငွေပက်လယ်ဝိုင်းရထားသောညောင်ရွက်တိုင်းပုတ်တွင် မောင်အောင်ဆန်းခုနှစ်တန်းအမျိုးသားအထက်တန်းကြောင့်ရေနံချောင်းမျိုးဟုစလုံးများထွင်းက၎င်းတစ်စိတ်ကိုလည်းအမှတ်အများဆုံးရအောင်ဖြေဆိုနိုင်သဖြင့်ပေးအပ်ချောင်းများပါရှိသောတစ်စိတ်ကိုရရှိလေတော့သည် အောင်စံကလေးသည်ယခုအခါကောင်းငယ်အစဉ်သို့ရောက်ရှိခဲ့သည်နှင့်အလားတူ အရွယ်လေးတဖြည်းဖြည်းပြောင်းလဲကကြီးပြင်းလာခဲ့ချည်သည်သူက အောင်စံကလေးဘဝမှ ကိုအောင်စံဘဝသို့ဝင်ရောက်ခဲ့လေပြီကိုအောင်စံကောင်းငယ်အစဉ်သို့ရောက်ကပညာသင်ကြားနေစဉ်မှာပင် နမောင်မျိုးရှိ၎င်းဤဖခင်ကြီးမှာရုတ်တရက်တည်ဆုံသွားရှာလေသည် ဖခင်တည်ဆုံးကြောင်းကြားသိရသည့်နေ့တပြိုင်နက်၎င်း၏အကိုကိုဘဝင်းနေအတူရေနံကြောင်းမှပြန်လာကြပေမည်ဖခင်ဣဇာဘနာမပြီးမချင်းနတ်မောက်တွင်နေကတန်ရိုက်ခဲ့သောမိခင်အားညီကိုတစုတို့သည်ဝိုင်းဝန်းအားပေးကြကုန်၏။ကိုအောင်ဆန်းမှာကျောင်းတွင်တယောက်ထီထီစဉ်စားသွေးတော်ခြင်းဖြစ်၎င်းစောင်းနှင့်မျက်နှာအလဲတော်၎င်းအမြဲရှိတတ်လေသည်။လမ်းတော်သောအခါများတွင်လည်းရှေ့မျက်စိတစုံတို့၎င်း ဘေးဘက်သို့လကောက်မြည်သည့်ခါမှမကြည့်ပဲမြေကြီးကိုစိုက်ကြည့်ကစဉ်းစား၍သွားတတ်သည်တရံတခါစာအုပ်ကိုလမ်းလျှောက်ရင်းဖတ်သွားတတ်၏မြည်သူကလှမ်း၍နောက်ပြောင်သည်ဖြစ်စေနှုတ်ဆက်ခေါ်ငေသည်ဖြစ်စေ၎င်းမှာကမကြားတကယ်သို့သာသွားမြဲသွားလျက်ရှိခဲ့သည်အပြောအပါပွဲလန်းသည်ပင် ကစားကုံစားခြင်းများကိုဝါသနာမဆူဆိုင်ပဲစာပေနှင့်အစားကူသာဂိူးဆိုင်တတ်လေသည်အိမ်သို့ပြန်လာသောအခါတွင် တရေစာတစ်ခုခုကိုရှာစားပြီးလူရှင်းသောတဏီရရာတွင်တင်ပလီချိတ်က အချိန်များစွာပြီးစာအုပ်ကိုဆွဲလန်းစွာကြည့်ရှုတက်လေသည် ကိုအောင်စန်းနှစ်သက်သောစာအုပ်များမှာဗမာယာဇဝင်များနှင့်ပြို့ကပြာ အလင်္ကာစာအုပ်များဖြစ်လေသည် ပြို့ကပြာ လင်္ကာစာအုပ်များကိုအောင်အာကုန်ဆောင်နိုင်သည့်တိုင်အောင်ကြည့်ရှုတက်၏ တခါတည်းရန်၎င်းနှင့်အတူနေထိုင်သောနမောက်မြို့သားများဖြစ်ကြသည့်အမိတော်ရဥပသနှင့်ဥပဇန်းတို့လည်းစာဥပအကြောင်းအရာများကို စိတ်ရှည်လက်ရှည်ပြန်ပြောနေတတ်သည်ဤသူမှနားမထောင်ခြင်းစီကားမူကိုအောင်စန်းမှကကျမ်းပြင်ကိုစူးစိုက်၍၎င်းမျက်နှာပြင်ကိုမော့ကဥကောင်းကိုကလထိုင်နောက်မိတွင်တင်၏၎င်းသူပြောစဉ်သမျှကို တန်းလျှောက်ပြောနိုင်ပြီးဒါပါပဲဟုဆိုက၎င်း၏အခန်းသို့မြည်သူကိုမှနှုတ်မဆက်ပဲထား၍သွားတက်လီသေးသည်ကိုအောင်ဆန်းအားတီကျွမ်းသူများကမူဤတငယ်သည်စိတ်ကူးအစမ်းပြားများကိုသိသောတတ်သောသူတယောက်ဟုပြောရသည့်ခြေပင်ဖြစ်ခဲ့သည်တဦးတည်းနေထိုင်ရင်းပြင်းရည်သောအခါများတွင်ဗဇက်ဆိုင်တီကမိမိကိုမိမိဖျော်ဖြေလေးရှိသည် တရံတခါမိမိနဲ့အတူနေသူများရှိသည်ဟူ၍ပင် အမှန်မထားပဲညက်နဲ့တခါအချိန်မရွေး၎င်း၏စည်းဝါးမကြလှသောအသက်အကြီးပြည်တခြင်းများကိုလည်းအော်ဟစ်ကတီဆိုတတ်ပေသေးသည်အဝိစားဝိယာတွင်တန်ရှင်းစင်စေခြင်းမှတပါလှပ၏အချိုးအစားကြနာတည်တတ်၏စသည်တို့ကိုလုံးဝဂိူးမဆိုင်တတ်ပြီ၎င်း၏မိခင်ထံမှ အနီရောင်ပို၍ ရောကြည်ပါ လုံကြည်များကို ရက်၍ပို့လေးရှိရာ၎င်း၏အနီအောင်လုံကြည်များကိုများစွာစုံမှတ်လေသည်ဝိနေစဉ်အောက်အနားကစုပ်ပြဲခဲ့သော ထိုအစုပ်ပြဲကို ထုံးပတ်ချီနှောင်၍ဝစ်စင်ခဲ့သည်လူတအူးကတအူးကို အနိုင်ထက်ခြင်းခြင်းမတရားမြစ်ပတ်ခြင်းများကိုကိုအောင်စန်းသည်များစွာဆက်စုပ်မုံတိလေးရှိပေသည်မှန်ကန်ဖြောက်မြတ်ခြင်းကိုလည်းအထူးနှစ်သက်၏ တည်ရန်သောအခါက၎င်းနှင့်အတူ နေထိုင်သူအမိတော်ရများဖြစ်သောဥပဒေနှင့်ဥပဇန်းတို့ထံတွင် အမှုတည်သူလာ၍ရှေ့နေငါ၏တရားသူကြီးအားငွေပေးရခြင်းပေးရပါစေဝင်မလေးပါဟုပြောမိရာအနည်းတွင် စာကြည့်နေသောကိုအောင်စန်းကမှန်မှန်သာဘာလို့လုပ်မလဲလက်ပေးဖို့မကောင်းပါဘူး အမှုရှုံးခြင်းရှုံးလေးစီပေါ်ဟုရှုပ်ကမဲကနဲ့ဝင်ပြောလိုက်ရကအမှုတွေမှာ နောက်ဆုံးတွင်လက်ပေးဖို့ကိစ္စအတွက်လက်လျှော့ခဲ့ရဘူးလေသည်ထိုအိမ်တွင်ဇဝဲတစ်လုံးနှဲရှိရာရှေ့နေလာငါသော သူများရှုပ်ထွေးနေတတ်တော်လေကိုအောင်စန်းမှာ အနားတွင်စူညံနေသောအထဲမှပင်စိတ်မပြတ်လွင်ပဲစာထဲတွင် စိတ်ပါဝင်စားစွာ ကြည့်ရှုနေတတ်လေသည်အတူနေထိုင်သူတို့၏ကိစ္စများတွင်မိမိနှင့်မသက်ဆိုင်ကမြည်သည့်အခါတွင်မှဝင်ရောက်နှောက်ယှက်ခြင်းမရှိတတ်ချေကိုအောင်စန်းသည်အားလက်သောအချိန်များတွင် စာကိုဆွဲမြဲစွာဖတ်လေဖတ်ထားရှိခဲ့ပေသည် စာဖတ်သောအခါများတွင်စလုံးတိုင်းစလုံးတိုင်းကိုတမန်ကရှန်ကမဖတ်ဘဲမိမိရရစဉ်းစားကဖတ်တတ်၏ စာအုပ်ကဒီလိုဆိုရင်မိမိကဘလို့ယူဆရမလဲဟု၍လဲစိန်တာကဝိတို့အလားစဉ်းစားမြဲဖြစ်လေသည်နနခင်းချိန်များတွင်ကြောင်းနှင့်မနီးမဝေးရှိရွှေကြောင်ငုံရက်ထဲမှဥချမ်းမြဆိုသူအဖိုးကြီးဤလက်ဖက်ရည်ဆိုင်တွင်အမြဲထိုင်ကလက်ဖက်ရည်တောက်သက်ဤလက်ဖက်ရည်ဆိုင်တွင်ဂျောင်းအကြဆုံးလူသူအရှင်းဆုံးနေရာတွင်သာထိုင်လေးရှိသဖြင့်ဆိုင်ရှင်အဖိုးကြီးသည်ကောင်စန်းဤနေပုံထိုင်ပုံစိတ်သက်ကိုရိပ်မိကာ ကြောင်ကြသောနေရာတွင်ကိုအောင်ဆန်းအတွက်စပွဲတလုံးတည်တံ့ထားပေးရလေသည်ဆိုင်ရှင်ဦးချမ်းမြမှာစကားနေ၍ကိုအောင်ဆန်းကဲ့သို့ပင်တီတီနေတက်ရလေတကားကိုအောင်ဆန်းသည်၎င်းဟိုးကြီးနှင့်မှုကလက်ဖဲရည်တောက်လာတိုင်းအေးစိတ်ငြိမ်သက်စွာ စကားစမြည်ပြောလေရှိပေသည်သူတို့နှစ်ဦးစကားပြောနေသည့်ဝိုင်းသူအချားသူစိမ့်တူဦးတရဝင်လာပါကကိုအောင်ဆန်းသည် စကားပြောရာကရက်လိုက်တက်လေသည် 1946ခုမတ်လ24ရက်နေ့တွင်ကိုအောင်ဆန်းသည်ဗိုလ်ချုပ်အောင်ဆန်းဘဝဖြင့်ရေနံချောင်းသို့ရောက်ရှိရာရှေးဦးစွာနှစ်ပေါင်းများစွာကွဲကွာနေသော သူ၏မိတ်ဆွေအဖိုးကြီးဦးချမ်းမြကို ရှာခဲ့လေသည်ဦးချမ်းမြမှာ ကွဲလိုအနှိမ့်စရောက်ခဲ့ပြီဖြစ်သည့်ထိုမိတ်ဆွေဟောင်းကြီးနှင့်တိုင်ပင်ဆွေးနွေးရန်မတွေ့ဆုံရတော့ပြီ။ ကိုအောင်စန်းမှာ၎င်း၏အဖွားထံမှမောင်ဖြစ်သူ ရွှေလရောင်ဘွဲခင်ဥမင်းရောင်၏အကြောင်းကို ပုံမြင်သပွဲမှတ်သားခဲ့ရသဖြင့်၎င်းဗမာယာဇဝင်ကိုလိလာခဲ့ရခြင်းဖြင့်၎င်းအမျိုးသားအကြောင်းတွေနေထိုင်ရသဖြင့်၎င်းလူမျိုးနှင့်တိုင်းပြည်ကိုချစ်ခင်မြေနိုးသောစိတ်များပေါ်ပေါက်လာခဲ့ရသည်ထို့ပြင်အညာအဖြစ်နွေရာသီကျောင်းပည့်ရများတွင် ်နေရက်တို့ပြန်လာရင်၎င်း၏တရင်ငါများနှင့်ရင်းနှီးစွာဆက်ဆံမှုမှ လူစင်းရဲများအားတနာမိခြင်းနှင့် လူထဲမစိတ်ရှာသောထိုတောင်သူလက်သမားများကိုကြည်ကလူအများ၏ကောင်းကျိုးချမ်းသာကို ဆောင်ရွက်ရန်စိတ်ဓာတ်များဝင်စားခဲ့သည်ဟု သူ၏အကြောင်းကို ကောင်းကောင်းသိရှိသူတို့ကပြောပြ၏သိရှိခဲ့ရပူသည်ကိုအောင်စန်းသည် အများနှင့်မတူတမှုကွဲပြားစွာ နေထိုင်ရုံတွင်သာမဟုတ် ကားကိုလည်းအစစ်အပိုင်းကြနာစွာတိကျသောစကားလုံးများဖြင့်ပြောတတ်လေသည်အမျိုးသားကြောင့်တွင်နေစဉ်၎င်းမှာចောင်းသားတမကအတွင်တွင်အရေးပါအရာရသောခေါင်းဆောင်တဦးဖြစ်လာလေသည်ကျွန်တော်တော့ဘသူကမြောက်လို့မှလည်းမမြောက်ဘူးဘသူကခြောက်တော်လဲမကြောက်ဘူးဟုကိုအောင်စန်းပြောလေပြောထားရှိ၏တည်ရန်ရောအခါចောင်းသားများတမကအစည်းအဝေးတစ်ခုတွင် ကိုအောင်ဆန်းအားစကားအနှိမ့်ငယ်ပြောပါရဲ့။ចောင်းသားအချို့ကတိုက်တွန်းသဖြင့်ထပြော၏။၎င်းပြောပြသောစကားများမှာចောင်းသားများသည်ចောင်းစာကိုကုန်းဖက်နေုံမျှဖြစ်လေ။အမျိုးသားចောင်းသားတို့၏တာဝန်ကြီးပွန်သည်ဟုမဆိုနိုင်သည်။တိုင်းပြည်အားကျုံတန်တရာမှဝဲခရက်မှမြည်တုတ်ကဲတင်ရမည်နည်းဆိုသောပြဿနာကိုလည်းစဉ်းစားသိမိဖြစ်ကြ။ထို့အပြင်ယာစွင်တင်ကြီးဤရည်ရွယ်ချက်ကိုအသည့်တစ်မျိုးအတိတ်ပဲကောက်ရမည်ဖြစ်ကြ ထိုအိဗေမှာယာဇဝင်တင်သူသည်ယာဇဝင်အကြောင်းကိုသိနာလေုံသာမဟုတ်ယာဇဝင်ကို ဖန်တီးသူဝါယာဇဝင်ကို ပြုလုပ်သူအဖြစ်သူလဲရောက်စေရညီဖြစ်သောစသည်ဖြင့်နိုင်ဝတ်မှန်အပြောကြားသွားလေသည်ကိုအောင်စန်း၏စကားကိုចောင်းသားများသည်ညာစွာနှိမ့်ချိုက်လျာကစကားစကားရက်တဲ့ဤအစုံ၌ဩဘာလက်ခုပ်တံများចောင်းခမ်းမကြီးအတွင်စူညံဟိမိလျက်ရှိလေသည် ကိုအောင်စန်းသည်၎င်းအမျိုးသားကျောင်းတွင်နေစဉ်ကျောင်းသားများအချင်းချင်းညီညွတ်စေရနှင့်အင်္ဂလိပ်ကျောင်းသားများဟုကြွားဝါမိကိုစိုးရိမ်သဖြင့် school dress call အမျိုးသားကျောင်းဝတ်စုံကိုသူ၏ကျောင်းသားအမှုဆောင်များနှင့်စတင်တီထွင်ခဲ့လေသည်ကိုအောင်စန်းစတင်တီထွင်ခဲ့သော အမျိုးသားကျောင်းအဝတ်အစားမှာရွှေတောင်ပိုးလုံးကြီးအနီးနှင့်ပေနီအင်းညီများဖြစ်လေသည်ထို့ပြင်ကိုအောင်စန်း၏နှစ်ချိုက်ထိုက်သော အပြုတ်မှုတစ်ခုမှာ အမြဲတမ်းဘသူကဘာပြောပြော သူလုံးလို့ရအလုပ်ကိုမစုံမနှင်းပဲဖြစ်ဖြစ်အောင်လှုပ်ဆောင်တတ်သောအလေးပင်ဖြစ်လေသည်ကိုအောင်စန်းသည်ရေနံကျောင်းမြို့သားကျောင်းနိုင်နေစဉ်အခါက၎င်း၏စကားအပြောအဆိုနှုတ်နှဲမှုနှင့်အဝိအစားဝါကြမှုတို့အတွေ့ရဲစရာမောစရာအဖြစ်နောက်ပြောင်ခံရခြင်းတည်တိုင်အောင် ပမာမထားဖြိုးယုံမြပင်မဖြုံဤသူကိုမှအယောတဝင်မပြူရှူတင်း၍သာရှိနေခြင်းမှာ နောက်ပြောင်သူများအားပွဲကြစေုံမျှတာဖြစ်စေသည်ဂိုက်ပေးခြင်းစိုက်ပေးခြင်းကိုယ်ကာယအလှပြုပြင်တို့တွင်စိတ်ဝင်စားအာယုံမထားသည့်ကိုအောင်စန်းသည်အဝိအစားကိုဝတ်ရက်တလူဖြစ်ကြတဲ့ဆန်ဝတ်လေးရှိသဖြင့်ဂရုံးစတောက်ကို စီမလိန်ပဲနှင့်ဆယ်တန်းအောင်သွားသည့်အချိန်တိုင်အောင်ပင်ထားခဲ့လေသည်။ဤရဲ့ချင်း EZI ကတရားပါပင်ပသွားကြောင်းကိုထူးချွန်စွာခြုံနေသောဥကောက်နှင့် ဘိုလ်ချုပ်တဲ့ပုံကိုတိုင်းပြည်ကကောင်းစွာသိရှိမြင်တွေ့ကြရပြီသည်ပြင်းပြင်းရှိလေအမြဲလှုပ်သက်သည့်သူ့ဝါဒနာတစ်ခုမှာသွားစီရေနှကန်းကိုဖွင်းလိုက်ပိတ်လိုက်နှင့်ပီပီဟုလေကိုမြည်အောင်ဆုပ်ယူခြင်းလက်နက်ဖက်နှင့်စပွဲဆောင်ကိုဆိုင်းဝိုင်းတီးသည့်ပမာတီးလေတီးထားရှိပြီသည်တီးဖက်များလက်၍ အကျင့်သာရလာသည့်အချိန်၌တခြင်းသွားကဲ့သို့နားထောင်ကောင်းလောက်သည့်အထီးတို့ပင်စိုက်ခဲရောက်ခဲ့လေသည်တခြားသူများအိတ်နေသည် စာကြည့်နေသည်ဟု အမှတ်မထားဘဲသူသည်လိုသည့်ဆန္ဒရှိသည့်အတိုင်းအနေငယ်ဖြစ်ဖြစ်တီးလိုက်ပြီးမှရေမောကရက်သွားတော့လေသည်တခါတည်းရင်တယောက်သေးထိုင်လေတကယ်ဆိုင်ဆရာကြီးများဤ မျက်နှာပေးအမှုရာနှင့်တဲတဲမဲမဲဖြစ်နေသည်မှာမြင်ရသူများအဖို့ညီတိနီးနှင့်အင်္ဂရိစေနိုင်ပွဲရာမရှိအောင်ပင်ဖြစ်ခဲ့လေသည်ထို့သော သူ့အကိုရှိသည့်အချိန်၌က အထူးသဖြင့်စင်ကြယ်လေးရှိသည်ဝါဒနာမှာဆွဲနေသည့်အတွက် စိုင်းတီးရင်အမိခံရသည်မှာလဲခဏခဏပင်အမိခံရသည့်အခါတွင်လဲ မင်းဟာဘာလုပ်တာလဲဟူသောအမေးကြောင့်အာယုံမပြေသေးပဲလျက်ရက်ဆိုင်ထားခဲ့ရသည်မှလည်းအခါခါဖြစ်၏အချာအချိန်ဖြုန်းတိမှုလည်းသူ့မှာရှိသေးသည် လုံကြီးဖြစ်စေအင်းကြီးဖြစ်စေဘော်လုံးကဲ့သို့လုံပြီးနောက်အထက်သို့မြောက်လိုက်လက်နှင့်ဖမ်းလိုက်ခြေထောက်နှင့်ခတ်လိုက်နှင့်မောပန်းလာသည့်အချိန်ထိအတော်ကြာအောင်အချိန်ကိုဖြုန်းလေးရှိလေသည် ကိုအောင်စန်းနှင့်တကြမ်းထဲတွင်ဖိုးခတ်ဆိုသောចောင်းသားတစ်ယောက်လည်းရှိသည် ဖိုးခတ်ကမြည်သူနေမအရောတဝင်းခေမင်ပြောဆိုခြင်းမရှိဘာတိဘာသာတယောက်တည်းနေသက်သည့်အကျင့်စီအရှိလင်ကစားကိုအောင်စန်းနှင့်တွေ့သည့်အခါမူတိတ်ခါပြတ်တော်သည်လောက်ဆရာဟု၍ဘာမှမရှိသည့်အချိန်အခါများ၌စပွဲဆောင်ကိုစိုင်းတီလျက်ရှိနေတတ်သည့်ကိုအောင်စန်းအားဆက်ခနေခေါင်းကို လက်နှင့်လှမ်းပုတ်လိုက်ပြီးအင်္ဂရေကြီးစွာဖြင့်သူမဟုတ်တရားစာဘက်ဟန်ပြုတ်နေတတ်သည် ကိုအောင်စန်းကဤသို့ပြုမှုခြင်းခံရသည့်အခါတိုင်းဟုတ်သည်ဖြစ်စီမဟုတ်သည်ဖြစ်စီနောက်ခုံတွင်ထိုင်နေသောဖိုးခတ်ကိုသာထထိုးလေရှိသည်ထိုအခါတွင်ဖိုးခတ်သည် မရေမပြုံးမျက်နှာထားနှင့်ပင်ဟဘာတော့ဟဒီကောင်ယူပြီထင်တယ်ဟူ၍သာပြောတတ်သည်လက်သေးနှင့်ထိုးပြီးကျေနက်မှပြန်ထိုင်သွားသည့်ကိုအောင်စန်းအားချက်ချင်းဆိုသည်လိုလှမ်းပုတ်လိုက်လေသည်တဖန်အထိုးခံရပြက်သည်တွင်အထက်ပါအတိုင်း ဖိုးခက်ကမှတ်ချက်ချသည်ဤဤအဖြစ်ဖိုးခက်နေကိုအောင်စန်းတို့မှာကျောင်းတွင်အစားဆောင်သားများ၏ဖြောပြေစရာဇက်လိုက်နှစ်ဦးတပွဲ ဖြစ်နေကလေးသည်ကိုအောင်စန်းသည် နေ့စဉ်ဆောင်ရွက်လုပ်ကိုက်သည်များကိစ္စများအပြင်တွေ့ကြုံဖြစ်ပျက်သည်များတို့ကိုသူ၏ဒဏ်ရာရီတွင်အင်္ဂလိပ်ဘာသာဖြင့်အရေးကျင့်ကလေးသည်တညကသူ၏အကူကိုအောင်တန်းယခုတိုင်းပြည်ပြုလွှတ်တော်မကွေးအရှိမြောက်ပိုင်းအမတ်သည်ကိုအောင်စန်းရေးထားသည့်မှတ်တမ်းများကို သူ၏အင်္ဂလိပ်အဆင့်တန်းညီညတိုးတက်နေကြောင်းကို သိလိုသည့်အတိုင်းတရွက်ချင်းလှန်လောဖက်ကျူနေလေသည်တနေ့ရတွင် IS my dad ခုသောစာပိုင်း၏အတိတ်ပဲကို နားမလည်သောဆယ်တန်းသမားကိုအောင်တန်းမှကိုအောင်ဆန်းအားမေးရလေတော်သည်ကိုအောင်ဆန်းကစာဟုကုန်းဖြင့်ကြည့်နေရမှရေမောလိုက်က အကျွေးဆက်တာကိုရေးတာပါဟု ရှင်းပြလေသည်ဟာမင်းဥစ္စာကလည်းဘလို့ရေးတာလဲ စက်တာကိုအင်္ဂလိပ်လိုမသိတာနဲ့ငါလဲဖြစ်တယ်လို့ရေးထားတာဟုကိုအောင်ဆန်းကဆက်ပြောသည်ဟာမင်းတိတ်လျှော်တာပဲစက်တယ်ဆိုတာဒါရိုက်မသိရင်ကြံဖန်သုံးเสียရစကားရှားသလားกว่าအိုင်ပေးမိုင်ဒပ်ဒါမှမဟုတ်လို့ရှိရင်အိုင်ကလီယာမိုင်ဒပ်ပေါ်မင်းသိပြီးစကားနဲ့ကိုပဲထွေပြီးရေးနိုင်တယ်နောက်ဒီလိုမလုံးနဲ့ဟုကိုအောင်တန်းကတင်ပြသည်တွင် ကိုအောင်ဆန်းမှကြိတ်၍ရေမောနေတတ်လေသည်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အပိုင်းကားမှာပြန်တွေ့ကြပါမယ်ရှင်။